တရွာလုံးနှစ်မွာဘူးသုံးမွာဘူးတွေကြီးမွေးထားပြီးအမွာတွေပဲရှိတဲ့ကျွန်းရွာလေးကဘာပေါ်မှာထူးဆန်းပြီးတော့ရှင်းမပြနိုင်သေးတဲ့ဖြစ်ရပ်ဒီနေရာတွေအများကြီးရှိတဲ့အနောက်ကဖိလစ်ပိုင်နိုင်ငံကွေးစုံပြည်နယ်မှာရှိတဲ့အလာဘတ်ကျွန်းမှာရှိတဲ့သူ့ရဲ့ထူးခြားတဲ့လူကြီးဆိုင်ရာဖြစ်စဉ်တစ်ခုကြောင့်အမွာကျွန်းတို့ဒီကျွန်းကိုလူသိများပါလိမ့် ။ဘာကြောင့်လဲဆိုတော့ဒီကျုံးပေါ်မှာမွေးဖွားနှုန်းကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်ကမ္ဘာပေါ်မှာတခြားနေရာတွေထက်အမှောင်မွေးဖွားနှုန်းကအသီးသီးသာသာများပြားနေရပါ။ဒီနေ့ YouTube Entertainment Channel လေးကနေပြီးတော့ Breather Zero အတွက်တရွာလုံးအမွာရီပဲမွေးထားတဲ့အလာဘတ်ကျွန်းရွာလေးအကြောင်းကိုတင်ဆက်ပေးကြပါမယ်။အလာဘတ်ကျွန်းပေါ်မှာအမွာမွေးဖွားနှုန်းမြင့်မားခြင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတွေကဒီလိုစတင်ခဲ့တာလို့ဆိုကြပြီးဒေသခံတွေကတော့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကိုမရှင်းပြနိုင်ကြပါဘူး။ တချို့ကတော့ဒေသခံတွေတောက်တုံးတဲ့ရေထဲမှာဒါမှမဟုတ်စားသုံးတဲ့အစားအစာတွေထဲမှာပါဝင်နေဓာတ်ရုပ်ပစ္စည်းတစ်ခုအကြောင်းဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။တချို့ကတော့ဒီကျွန်းရဲ့မြေကြီးထဲမှာဒါမှမဟုတ်လေတုထဲမှာထူးခြားတဲ့ဓာတ်ထုဓာတ်ဆင်တွေပါရှိလာကြောင်းအခုလိုမျိုးအမောင်မွေးဖွားနှုန်းကိုမြင်မားစေဆိုပြီးလည်းပြောကြပြန်ပါတယ်။ဒါပေမဲ့ဒီလိုဖြစ်စဉ်ကိုတင်ချာတိတိကျကျသက်သေပြနိုင်မဲ့သိပ္ပံလေးချထောက်ထားတော့လက်ရှိချိန်ထိချဖွေတွေ့ရှိခြင်းမရှိသေးပါဘူး။ဒီကျောင်းကလည်းပဲအဲ့လိုမျိုးပြောစမတွင်လောက်အောင်မေအမွားမွေးဖွားနှုတ်ဟာကဘာကြီးရဲ့ပြန်မြနှုတ်ထက်တိတိတသာမြင်မှာပါလေ ကမ္ဘာမှာပြင်းပြအမှောင်မွေးဖွားနှုန်းဟာမွေးဖွားမှု80နဲ့90မှာတစ်ချိန်လောက်အထိပဲရှိတတ်ပေမယ့်အလားပဲကျွမ်းမှာတော့မွေးဖွားမှုအချိန်20ကနေ30မှာတစ်ချိန်အထိမြင့်မားနေရကိုတွေ့ရပါလိမ့်။အချို့သတင်းရင်းမြစ်တွေကတော့ဒီလိုမြင့်မားတဲ့နှုန်းထားကြောင့်ပဲကျွမ်းမှာအမွာအတွဲပေါင်း100နဲ့ချီရှိနေပြီးအချို့မိသားစုတွေဆိုရင်၃မွာဘူး၄မွာဘူးတွေကမွေးဖွားခဲ့ပြီလို့ဆိုပါတယ်။ကျွမ်းမှာရှိတဲ့မိသားစု၃စုမှာတစ်စုကတော့တေချာပေါင်းအမွာမွေးထားတယ်လို့ဆိုပါတယ်။ အလားပဲကျွန်တော်တို့ရဲ့ဘွားကရိုးရှင်းပြီးအဓိကအားဖြင့်တော့ငါးဖမ်းလုပ်ငန်းနဲ့အစိုက်ပျိုးရေးလုပ်ငန်းမှာအသက်မွေးဝမ်းကြောင်းပြုကြပါတယ်။အမော်ရီများပြားရှိနေတာကြောင့်တို့ရဲ့လူမှုရေးတိုင်းဝင်းထဲမှာလည်းထူးခြားတဲ့ဆက်ဆံရေးပုံစံတွေနဲ့ရိုးရာဒလိတွေကလည်းပဲပေါ်ပေါက်လာပါတယ်။အဲ့ဒီအမော်ရီကိုဒေသခံတွေကကံကောင်းခြင်းရဲ့တင်ကြီးတာတွေအဖြစ်ရှုမြင်ကြပြီးအထူးတလဲလဲဂရုစိုက်ကြပါတယ်။အမော်ရီပဲရှိတဲ့မိသားစုတွေဟာလည်းပဲလူမှုအတိုင်းဝင်းထဲမှာဂုဏ်ယူစရာတစ်ခုအဖြစ်ရှုမြင်ကြပါတယ်။အလားပဲကျွန်းရဲ့ဒီထူးခြားတဲ့ဖြစ်စဉ်ကိုလေ့လာဖို့အတွက်တိတ်မပညာရှင်တွေနဲ့သူတည်တည်အဖွဲ့တွေဟာလည်းပဲလာရောက်ခဲ့ကြပူပါတယ်။ သူတို့ဟာဂျုံမော်ကလူတွေရဲ့မျိုးရိုးဗီဇဂျနက်တီဘောင်ဝင်းရဲ့ဆိုင်ရာအချက်လက်တွေနဲ့သူတို့ရဲ့အစားအသောက်ပုံစံစာရာတွေကိုလေ့လာကြည့်ခဲ့ပါလိမ့်။ဒါပေမဲ့လည်းယနေ့ထိတော့အဲ့ဒီဖြစ်စဉ်ကိုရှင်းပြနိုင်မယ့်အဓိကအကြောင်းရင်းရယ်ကိုတော့ရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး။အလာဝဲကျွန်းဟာသူ့ရဲ့တဘာဝအလှတွေရိုးရှင်းတဲ့လူနေမှုဘဝပုံစံတွေနဲ့ဒီထူးခြားတဲ့အမွာဖြစ်စဉ်တွေကြောင့်ကမ္ဘာလယ်ခီးသည်တွေနဲ့သူ့တွေတီတွေကိုဆွဲဆောင်ပါလိမ့်။ဖိလစ်ပိုင်နိုင်ငံရဲ့ဒီထူးဆန်းနဲ့အလာဝဲလို့ခေါ်တဲ့အမွာကျွန်းဟာကမ္ဘာကြီးရဲ့မရှင်းပြနိုင်သေးတဲ့အံ့ဩစရာတွေကတစ်ခုဖြစ်လေဆက်လက်တည်ရှိနေအောင်မှာတည်ကြပါလိမ့်။ ဒီလိုဖြစ်ရတီကပဲကဘာကြီးဟာကျွန်တော်တို့မသိသေးတဲ့လေဝတ်ချက်ပေါင်းများစွာနဲ့ပြည့်နေတယ်ဆိုတာကိုသတိပေးနေကြတာပါဒီရောလုံးမှာရှိတယ်အမွှာရီအကြောင်းကိုပရိသတ်ကြီးတို့လည်းခေါင်းခေါင်းကြီးစိတ်ဝင်စားကြမယ်လို့ထင်ပါတယ် စိတ်ဝင်စားစရာအချက်အလက်တစ်ခုအနေနဲ့ဒီကျွန်းလေးဟာကဘာပေါ်မှာရှိတဲ့ဘယ်မျိုးကိုမစိုးဘယ်ကျွန်းကိုမစိုးအမွားမွေးဖွားနှုန်းမှာအများဆုံးအနေနဲ့နံပါတ်၁ဆိုင်ချင်းလေးဝင်ထားပါသေးတယ်။နောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုရှားဖွေတင်ဆက်ပေးအောင်မလို့ Youth Entertainment Channel လေးကိုလည်း Like and Follow Subscribe လုပ်ခဲ့ဖို့ကြွမ်းမမေ့ပါနဲ့။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။